ပဒမြားနယ်မြေလို့တင်စားခေါ်ဝေါ်ခံရတဲ့မိုးကုံမြို့ကိုတရားနယ်ကတိမ့်ပိုက်နေတဲ့အချိန်မှာပြည်သူတွေဝမ်းမြောက်ဝမ်းသာကြိုဆိုနေကြတဲ့ပုံကို စာဖတ်ပရိတ်တက်တဲ့အနေနဲ့မမိမယ်လို့ထင်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့မိုးကုံမြို့ပြည်သူတွေဟာတရားနယ်တပ်ဖွဲ့အပေါ်အားထားသလိုမဖြစ်လာခဲ့ပဲနဲ့အာနာရှင်အတစ်ထံပြောင်းသွားတယ်လို့ခံစားရနေပါတယ်။ အခုတော့ TNN တပ်ဖွဲ့ကိုလည်းမိုးကုတ်မြို့ဗီဒူတွေကတော့အားရကျဉ်းနှံမှုညော့နယ်လာခဲ့ပါတယ်ဘလို့အချက်တွေကြောင့် TNN ကို မကြည့်ဖြူတော့တာလဲ TNN ကရောဘာတွေလောက်ဆောင်နေတာလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင် အခုတင်ဆက်ပေးမယ့် podcast ကို အဆုံးထိနားဆင်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ် ်အခုတင်ဆက်မဲ့ Soundbar Podcast ကိုမူရင်းအနေနဲ့ပြန်လည်ဖတ်ရှုချင်တယ်ဆိုရင်တော့ shannew.bamit.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ Soundbar တွင် လုံခြုံရေးအရာ နာမည်နဲ့အတန်ကိုတော့အစားထိုးအသုံးပြုထားပါတယ်။ကျွန်တော်တော့ဇက်စင်မှာပါ မုံကုံမြို့ဟာကဘာပေါ်မှာ အရင်အတွဲအကောင်းဆုံးပထမအထွက်ရှိတဲ့မြို့တစ်မြို့ဖြစ်ပြီးတော့အဲ့ဒီမှာနေထိုင်တဲ့သူတွေဟာကြောက်မြတ်ရတနာကိုတပိုင်းတပိုင်းလောက်ကင်ကြသလိုအချို့ကလည်းစီးပွားရေးကြီးတစ်ခုအနေနဲ့လောက်ကင်ကြပါတယ်။ကဘာအရင်အတွဲအကောင်းဆုံးပထမအထွက်တဲ့မုံကုံမြို့ကို1029စစ်စင်ရေးဒုတိယပိုင်းတွင်တောင်ပလောင်မြို့တားလွတ်မြောက်ရေးတပ်မတော်နဲ့အတူ PDF ကပူးပေါင်းတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစတင်တိုင်ပိုင်နိုင်ခဲ့တဲ့အချိန်ကစစ်အာဏာရှင်ကိုမိုးကုံမြို့ပေါ်ကနေတိုက်ထုတ်နိုင်ခဲ့ပြီဆိုတာကြောင့်ပြည်သူတွေကထန်နေနေကိုတပြေပန်းတင်နဲ့ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ပါတယ်ဒါမဲ့မိုးကုံမြို့ကိုတိုင်ပိုက်နိုင်ပြီးနှစ်လကြာတဲ့အချိန်မှာပြည်သူတွေမထင်မှတ်ထားတဲ့ကြောက်မြတ်ကိစ္စကြီးကိုထျန်နေနေကလှုပ်ဝါကြီးအုပ်ပြီး၎င်းတို့ရဲ့အပါအဝင်ကိုဒါလောက်ကင်ခွင့်ပေးတဲ့ကိစ္စပေါ်ပေါက်လာခဲ့ပါတယ် အဲ့ဒီအချိန်ပဒမြားမြေမှာကြောင်မြေယတနာတူးဖော်မှုတွေအင်တိုက်အားတိုက်စတင် ဆောင်ရွက်ဖို့အတွက်လည်းတရားနယ်နယ်ကစတင်ဆောင်ရွက်လာခဲ့ပါတယ်။ယခင်ခါတူးဖော်မှုမရှိတဲ့မိုးကုံမြို့ကကောက်ခွင်းမှာလည်းတရားနယ်နယ်ကဆက်ရန်တရားတွေနဲ့အင်တိုက်အားတိုက်တူးဖော်နေတာကြောင့်အဲ့ဒီကောက်ခွင်းရှိကိုဖျက်သွားတဲ့အချိန်တိုင်းစိတ်မကောင်းဖြစ်မိတယ်လို့မိုးကုံမြို့ဒေသခံကိုတားငယ်ကတော့ပြောပါတယ်။ ကျမ်းမြတ်ယတနာတူးဖော်မှုတွေကိုလည်းတရားဝင်ခွင့်ပြုပေးခဲ့ပြီးအကြီးအကျယ်တူးဖော်နေတဲ့သူတွေကလည်းထန်းနနေရဲ့ခေါင်းဆောင်နဲ့ပတ်သက်နေတဲ့သူတွေဝါဒီတာက လုပ်ငန်းရှင်တွေတရုတ်စီးပွားရေးသမားတွေဖြစ်ကြပါဗျာ။ မောကမြုတ်ကိုတိမ်ဖိုက်နိုင်ခဲ့တဲ့ငါးလကျော်တဲ့ချိန်မှာခင်ဆက်ဆက်ကစစ်ကောင်စီရဲ့မြမစီးပွားရေးဥပိုင်ကုမ္ပဏီတောင်လောက်ပိုင်ခွင့်မရခဲ့တဲ့ကောက်ကလတ်ဝင်းမှာစစ်ရင်တရားကြီးတွေနဲ့24နိုင်မနာတန်အဖိုးတန်ပဒမားနဲ့နီလာကျောက်တွေကိုစတင်တူဖော်နေခဲ့ပါတယ်ဒီလိုတူးဖော်တဲ့နေရာမှာလဲအခြားဒေတာကလာတဲ့အလုံတမားတွေကိုတုံးပြပြီးတော့ဖုန်းလဲအတုံးခွန့်ပြမထားပါဘူးတပုံရိုက်ခွန့်လည်းမရှိပါဘူး ူဖော်လိုရက်လာတဲ့ကြောက်တွေကိုကြောက်မီတွေတင်ကဆက်နက်ပြီး78ပြီးတွဲကားကြီးတွေနဲ့တင်သွားပြီးနှက်ဆန်ဖက်မှာသွားစေးတယ်လို့ဒေတာခန့်တွေပြောပြချက်ရတည်ရပါတယ်ဒီလိုတူဖော်တဲ့အတွက်လဲကြောင်မြတ်ကောမဒီဆိုပြီးဖွဲ့စည်းထားပါတယ်။အဲ့ဒီအထဲမှာထန်နေဦးဆောင်တဲ့ကြောင်မြတ်ကောမဒီထန်နေကိုစားပြုလေးဦး၊ PDF ဘတ်မကိုစားပြုနှစ်ဦးနဲ့ရက်ွက်ထက်ကတစ်ဖွဲ့နဲ့အစဉ်ပြေတဲ့မြို့မိမြို့ဖလေးဦးတို့နဲ့စုဖွဲ့ထားပါတယ်။ ။ထန်းနေနေဦးဆောင်တဲ့ကြမ်းမြက်ကော်မတီကတော့မိုးကုံမြို့အနီးတစ်ဝိုက်ကအရေအတွင်းမြေ၆ကောင်ထွက်နိုင်တဲ့နေရာတွေကိုလက်ဝါးကြီးအုပ်ချေလည်ထားပါတယ်။ ။ဒါပြင် TNN ကဒေတာခန့်ကြောင့်မျက်စီပွားရေးတမားတွေကို24ခွန့်ကိုကန့်တက်ချမှတ်လိုက်တာ။ရောင်းဝယ်မှုကိုကန့်တက်လိုက်တာ။24လို့ရလာတဲ့မြောက်ကို TNN ထံအခွင့်အခအနေနဲ့40ရာခိုင်နှုန်းထိပေးဆောင်ရတာ။ကြောင့်မျက်ရောင်းဖို့အတွက်လည်းသူတို့ချမှတ်ထားတဲ့ကုန်တွယ်တွေနဲ့ရောင်းဝယ်မှုပြုလုပ်ရတဲ့စတဲ့အချက်တွေကြောင့်မိုးကုတ်ဒေတာခန့်တွေကတော့ TNN အပေါ်မကြေမနက်တွေဖြစ်လာခဲ့ပါတယ်။ ်အခုလောကန်တန်လိုက်တဲ့အပြင်တခြားနယ်မှလာတဲ့တောင်းနဲ့ချီပီတူတွေအတက်စားဝတ်နေရေးစင်ပြေဖို့အတွက်လည်းတပိုင်းတနိုင်ကြောက်တူးဖို့လုပ်ငန်းတွေဆောင်ရွက်နေတာကိုလည်းထ ਿਆਂ နေတွေ့ဖက်အထွေထွေတွင်ရင်မှုကပုံချုပ်တာပန်းလာကတော့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပူပါတယ် အခုလိုကြောက်တူးဖို့မှုနဲ့ဝိုင်းရင်းဖြည့်ရှင်းနေတဲ့တူတွေထဲမှာတပိုင်းတနိုင်လုံနေတဲ့တူတွေတော့အခွင့်ကွင်းလင်းခွင့်ရရှိပြီးတပိုင်းတနိုင်ကြော်ရင်တော့တတ်မှတ်ထားတဲ့အခွင့်တွေရှိတယ်လို့ထင်တယ်နေဖက်ကတော့ဆိုပါတယ်ကြောက်တူးဖို့မှုတွေများလာတာနဲ့အတူတဘာဝပတ်ဝန်းကျင်ပြက်စီပြီးမြို့တီနေပုံပလဲပြက်စီသွားမှာကိုဒေတာခဏကစိုးရိမ်နေကြပါဗျ။လက်ရှိမှာလည်းမြန်မာနိုင်ငံတွမ်းမှာကြောက်မီတွေတူးဖို့မှုတက်တူတူးဖို့မှုရွှေတူးဖို့မှုတွေကြောင့်တဘာဝပတ်ဝန်းကျင်ပြက်စီလာခဲ့ပြီးအရင်က ှစ်2024ခုနှစ်ကစပြီးတော့မကြုံစဘူးဖြစ်မှုတဲ့ရည်ကြီးမှုတွေကလည်းစတင်ကြုံတွေ့ခဲ့ရပါတယ်။ ။မိုးကုံမြစ်မှာလည်းဒီပြဿနာကိုကာကွယ်ဖို့ကြံပြန်းစနာတူးဖော်နေတာနဲ့ပတ်သက်ပြီးတရားနာနေပဲဖြစ်ဖြစ်အခြားအုပ်စုပဲဖြစ်ဖြစ်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတာဒေသကိုထိခိုက်စေတာဆိုရင်တရားနာနေထံအမှုဖွင့်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းတရားနာနေကကြံမြတ်မူဝါဒရေးဆွဲနေပြီးမူဝါဒအတိုင်းဆောင်ရွက်နိုင်ပြီဆိုလို့ရှိရင်လူထုကိုချပြသွားမယ်ဆိုပြီးတော့ဇွန်လ9ရက်နေ့မှာပြည်လွှတ်တဲ့တရားနာနေသတင်းစာရှင်းလင်းပွဲမှာပြည်ရေးစုခွင့်ရှိသူလွေးရည်ဦးကတော့ပြောပါတယ်။ဒါမဲ့မူဝါဒကို ဘယ်ချိန်မှရေးဆွဲပြီးမလဲဆိုတာကိုတော့အချိန်တက်မှတ်ပြီးပြောဆိုတာတော့မရှိပါဘူး။ကြမ်းမြတ်တနာတူဖော်ပြီးအခွင့်ကောက်တာကိုလည်းရရှိလာတဲ့အခွင့်အခတွေနဲ့ပြည်လဲတူထောင်ရဲ့အတွက်အတုံးပြုမယ်လို့ထင်နေတဲ့ကပြောနေပေမဲ့လည်းလက်တွေ့မှာတော့စီပင်တာရဲကလွဲပြီးတခြားနေရာမှာတုံဆွဲထားတာမျိုးတည်းမရှိဘူးလို့ထေရခဏိကပြောပါလေအခုအခွင့်ကောက်တာကလည်း TNN စက်တာနဲ့တို့တို့ခန့်ထားတဲ့ဝန်ထမ်းတွေကိုလှစပေးဖို့အတွက်ပဲဖြစ်နေတယ်လို့ဒေတာခဏိကတော့ထောက်ပြပြောဆိုပါလေ တရားတွေကိုပုံချထားတာတော့မပြင်းဘူးပြည်လည်ထူထောင်ရေးမှာဘယ်ဟာတွေတုံးဆွဲမလဲဆိုရင်စီပင်အမိုက်ခွန်တစ်ခုတည်းကလွှဲရင်ကျန်တာဘာမှမတုံးဘူးစီပင်အမိုက်ခွန်ကလည်းလူနေတဲ့အိမ်တိုင်းကလှဆင်အမိုက်ခွန်ကောက်တယ်အဲ့ဒါနဲ့ပဲစီဖိုးပြန်လောက်သွားတယ်အိမ်ပြက်လို့အိမ်ပြင်းတယ်ရုံးပြက်လို့ရုံးပြင်းတယ်ဆိုတာဘာတစ်ခုမှမပြင်းဘူးအမှန်ကတော့တို့ရဲ့ဝန်ထမ်းတွေတို့ရဲ့စစ်သားတွေကိုလှဆပေးဖို့ကောက်တာပဲမိုးကုံမြို့နယ်အတွင်းကတရားခံပြောပြတာဖြစ်ပါတယ် မိုးကောင်းမြတ်တဲ့အတွင်းကဒေအန်နဲ့ကြောက်လောက်ကွက်တွေကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုတွေမကြာခဏလုပ်နေပေမဲ့လည်းအလုတ္တမထိခိုက်သေးဆုံးမှုကိုတော့တည်င်းဖော်ပြခြင်းမရှိပါဘူး။ လေချောင်းချောင်းပျက်စီးသွားခဲ့တဲ့ကြောက်လောက်ကတ်တွေကိုလည်းတပတ်လအချိန်ယူပြင်ဆင်ပြီးတော့ပုံမှန်24နိုင်ပြန်လည်ပတ်နေပါတယ်။ဒါတွေအပြင် PDF ကလည်း P2 တွေထံအခွင့်ကောက်ခံနေမှုတွေရှိနေပါတယ်။ဒါတွေကြောင့်မိုးကုံမြွန်ဒေတာခံ P2 တွေကတော့ TNN အပေါ်ယုံကြည်မှုအားရော့လာမှုတွေစတင်ဖြစ်ခဲ့ပါတယ်။တကယ်တော့ TNN တက်ဖွဲ့မှာမဟုတ်ပါဘူး။တစင်းတစက်ခွန်ဆက်စင်ရင်တွင်နေမြအုပ်ချုပ်နိုင်ခဲ့တဲ့တခြားတိုင်းနာလက်နက်ကင်တက်ဖွဲ့တွေကလည်းတက်တုဒူဖော်မှုတွေအကိုအကြီးကျယ်ပြုလုပ်လာခဲ့ပါတယ်။ ီးခဲ့တဲ့ကာလအတွင်းကလည်းလာရှုမျိုးကနေတက်ဆောက်ခဲ့ရတဲ့ MMDA ကလည်းဒီပေါ်မျိုးနယ်အတွင်း SFP ဒုဖို့နေတဲ့နှမကြမိတွေတွင်ကနေဖယ်ရှားပေးဖို့ဖိအားပေးရာကနေနှစ်ဖက်တစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်ရှမ်းပြည်မြောက်ပိုင်းမှာတိုင်းဒါလက်နက်ကန်တပ်ဖွဲ့တွေဟာနယ်မြေလူယူကြတယ်ဆိုတာဟာလည်းစစ်ပွဲရဲ့အတွက်လူယူနေကြတာဖြစ်တယ်လို့လည်းရှမ်းမြောက်လူထုတွေကတော့ပြောဆိုလိုက်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းလို့တဘာဝတွင်းထွက်တဲ့ရန်စရာပေါ်များပြီးတိုင်းဒါလက်နက်ကန်တပ်ဖွဲ့တွေရဲ့ပေါ်များတဲ့ဒေသမှာ စီပွားရေးလောက်ကရဖို့နေမြေလို့စစ်တိုက်နေကြတာမျိုးပြောင်းလဲသွားမှာကိုလည်းစိုးရိမ်နေလို့တဘာဝပုံဝင်ချင်းထနေရင်လှောက်ဆောင်နေတဲ့သူကတော့တတိပေးပြောဆိုခဲ့ပူပါတယ်ကျွန်တော်တော့စိတ်ဆင်နေပါ